အားလုံးပဲမင်္ဂလာပါရှင်။ Story Audio ပို့ချနယ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူဇော်မင်းအောင်ရေးသားထားတဲ့လူစားလဲသိညဆိုတဲ့ဇာတ်လမ်းလေးကိုအစားဆုံးတင်ဆက်ပေးသွားခြင်းပါတယ်။နားဆင်ပေးပါအောင်ရှင်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစုခန့်သောအခါက ကြောစွာတရားမြို့ပြင်မှာရှိတဲ့သူရဲ့မိသားစုအပိုင်းစိန်တလုံးတည့်ရပင်တွင်နဲ့တခြားအစ်ပင်ပန်းမန်တို့ရောပြောဆိုင်ပြထားရာခြံစည်းကိုတငယ်ချင်းဖြစ်သူစိုးမြင့်နဲ့အတူဆိုင်ကယ်တစီးနဲ့ထွက်သွားခဲ့ဘူးတဲ့ထိုစဉ်ကစိန်တလုံးတည့်ရပင်တွင်အတေးကဆိုင်ပြရာအရေးအာဝါဒကားမွန်လှစွာသောငားရီကအကြံဝန်ရှိအဲ့ဒီခြံစည်းမှာ ခံထားတဲ့လှုပ်သမားခြံဆောင်မှာအကြောင်းကိစ္စတစ်ခုကြောင့်သူ့ရဲ့ရွာကိုခွင့်ယူပြန်သွားတာကြောင့် ခြံရှိအဆောင်ခွေ73ကောင်ကိုအစာကျွေးမဲ့သူမရှိပေ။ဒါကြောင့်သူရဲ့ဘာခင်ကြီးဦးသိန်းလှိုင်ကခြံဆောင်ခွေတွေကိုအစာရေစာကျွေးမွေးဖို့အလို့ငါအဲ့နေရာကိုဆေးတော့လိုက်တော့ကြောစွားနေနဲ့မငင်းတာတော့ပေ။စိုးမင်းဆွေတငယ်ချင်းကိုခေါ်ကမိမိတို့စိုက်ပြိုးတရဲခြံကြီးကိုထွက်ခွာလာခဲ့ကြခြင်းဖြစ်တယ်။မြို့အပြင်ရှိခြံကြီးကိုရောက်တဲ့အခါကြောစွားတို့မှအသိမ်းပါလာတဲ့ခွေးစာတွေကိုခြံဆောင်ခွေအကြီးငယ်တွေကိုကျွေးမွေးကြပြီးတကာလား မိမိတို့စားတောက်ဖို့ဝယ်ယူလာတဲ့အရက်ပလင်တစ်လုံးနဲ့အမီးတွေကိုထုတ်ယူလိုက်ကကျန်ဆောင်တဲတဲ့နှစ်ယောက်ဝိုင်းဖွဲ့ထမ်းလိုက်ကြတယ်။အဲဒီနောက်သူတို့ဟာအရက်တောက်လိုက်အမီးစားလိုက်နဲ့ရောက်တဲ့အရာပြောဆိုလာခဲ့ကြပြီးနောက်ပြင်းပြင်းရရှိလာခဲ့ကြတာနဲ့အညီတဘာဝလုံးအဖြစ်ရတွေနဲ့ဆက်နွယ်လျက်ရှိရဲ့ကြာဘူးနာဝဇလန်းတွေစီစကားကြောင်းလန်းရောက်ရှိလာခဲ့တယ်။အဲဒီခါမှာကြော်စွာကအခုမိမိတို့တရေချံစီအပြင်ဘက်မျက်ဆောင်တို့လမ်းတောက်တနေရာရှိ နှေးကျုံမကြီးပင်ကြီးတပင်ရဲ့အောက်တက်တက်ဟာဘလို့ဖြစ်တယ်မသိရင်မော်တော်တွေခဏခဏအက်ဆီဒန့်ဖြစ်ကလူအသေးပြောက်ကျန်းလာကြောင်းစိုးမြင့်ကိုဖွင့်ရပြောပြတယ်။အဲ့ဒီတဲကမှအခါတပါမှဒီချံကိုအလေလာစင်တုံးကအဲ့ဒီမကြီးပင်ကြီးအောက်အရောက်ရုတ်တရက်ဆက်ရက်သွားခဲ့ကုန်တင်ကားကြီးတစီအကြောင်းမှလည်းကြောစွာကိုရိုင်းမျက်မြင်ကိုတွေ့မှထိတ်လန့်ဝေရာကောင်းလွန်လာတယ်။အကြောင်းမှအဲ့ဒီအချင်းကဆက်ချိုရင်းသွားတဲ့ ကားရဲ့အဝင်ရောက်ကအဲ့ဒီကားဒရိုင်ဘာခမပြဿနာရင်းမြစ်ဖြောက်ခွေနေစဉ်အဲ့ဒီကားကြီးမှာမောင်းနေသူမရှိပဲနေရာမှပြုံးစားထားထွက်သွားတာကြောင့်အဲ့ဒီလူခမကုံကားပင်အကျိတ်ခင်ရကအသေးဆုံးနဲ့အသေးဆုံးသွားခဲ့ရတာကြောင့်ပဲအဲ့ဒီလူချန်အနေဝန်းကျင်ရှိခိုက်တယ်လို့ယူဆရမယ်မကြီးဝင်စီအကြောင်းမှစပြီးတခြားသောဖြစ်ရဲ့ဇန်းကျဲကိစ္စတွေကိုတောင်ရောက်မြောက်ရောက်ပြောဆိုလာကြရင်ညနေပိုင်းကိုတိုင်အောင်ရောက်မှန်းမသိရောက်ရှိလာခဲ့တယ် ဒီကမှနှစ်ယောက်သားကလည်းအတော်တန်မူဝေလာကြပြီဖြစ်ပေမဲ့အာသာမပြေသေးသလိုရှိနေရကြောင်းအရဲနောက်တလုံးထပ်ဝဲချမ်းပုံနဲ့ခြံဆောင်တဲမှာပင်မအိတ်စဘူးညအိတ်ကြဘူးတိုက်မင်းမိကြတယ်။အဲ့ဒါဆိုကြော့စွာငါမင်းဆိုင်ငယ်နဲ့အရက်တလုံးပြေးဝဲလိုက်မယ်။ဒီအနီးနာအရက်ဝဲလို့ရရင်ဆိုင်တဆိုင်ဆိုင်တော့ရှိမှာပဲလေ။အေးဆိုမြင့်အရိစေကောင်းတဲ့တငယ်ချင်းရော့ကွာဆိုင်ငယ်တော့တိတ်လဲကြမနေနဲ့အောင်။ဆိုင်ငယ်ယူကဆိုမြင့်ထွက်ခွာသွားပြီးနောက် ကျော်စွားမှာလက်ကျန်အရက်တွေကိုစိမ်းပြေနေပြေဖြက်လျက်ရှိနေစဉ်တခြားဆိုင်ကတစီခြံအရှိလာရတာကြောင့်ထွက်ပြီးကြည့်တော့ရွာပြန်သွားတဲ့ခြံဆောင်ရဲ့မိတ်ဆွေတို့ဖြစ်နေရအောင်တွေးရှိရတယ်။ခြံဆောင်ဦးလေးရွာပြန်သွားလို့မရှိဘူးဗျ။ဘာကိစ္စလဲမသိဘူး။အော်ဟုတ်လား။အဲ့လိုဆိုရင်ရော့သူ့အဖို့လမ်းကြုံဝင်လာတဲ့ဒီအကျော်စုံနေမင်းပဲယူလိုက်တော့ဒါနဲ့မင်းတယောက်တည်းဒီမှာဘာလာလုပ်နေရလဲ။နေလဲစောင်းတော့မေမျိုးလည်းမပြောင်းသေးဘူးလား။ဟာ အကျော်ဆုံးလေးအတွက်ကျေးဇူးပါဦးလေးရဲ့ဒီကိုကျွန်တော်လာတာကအဖေလှုပ်လိုက်လို့လေသူ့ချန်ဆောင်ခွေးတွေကိုအစာကျွေးမဲ့လူမရှိဘူးဆိုလို့ဟိုကောင်ဆိုးမျိုးခေါ်ပြီးတော့ခွေးစာလာကြွေးရဒီနေ့တော့အိမ်မပြန်တော့ဘူးဗျကိုချန်နဲ့အိပ်ဖူးတယ်ရှိအောင်တ냐လောက်အိတ်ကြည့်အောင်မလို့လေဆိုမင်းကတော့ကျွန်တော်ဆိုင်ငန်းနဲ့အရွက်ဝက်ဖို့ထွက်သွားလေရဲ့အေးအေးအေးတိတ်လဲမူးမနေနဲ့ကွယ်မင်းတို့ခြံစားငါမိတ်ဆွေကတော့ဖះတရအရန်လောက်တဲ့လူသူပြောနေကြစကားတခွရှိရဲ့အဲ့ဒါပါလဲဆိုတော့ ဒီချက်နဲ့မှဖရားတရားပုံမှန်မလုပ်သူတွေသားဆို နေဖို့ထိုင်ဖို့တက်မလွယ်ဘူးဆိုပဲကဲမောင်ရင်ဥသွားအောင်မယ်ဆိုင်ကံမောင်းနေတက်ခွာသွားတယ်ခြံဆောင်ရဲ့မိတ်ဆွေဦးလေးကြီးရဲ့ကြောပြင်ကိုကြည့်ကကြော်စွာစိတ်ထဲအတွေးများစွာထလာတယ်ခြံမိုင်ရှင်မိမိတို့ပဲမကြဘူးမသိခဲ့ဘူးတဲ့စကားတချို့ကိုအခုလေတင်ဦးလေးကြီးမှပြောပြခဲ့တယ်မဟုတ်လားဒါပေမဲ့ခဏအကြာမှာအဲ့ဒီကိစ္စကိုခေါင်းအတွင်းမှထုတ်ကကြော်စွာမှခြံဆောင်တဲ့တွင် ပြန်သွားခဲ့ပြီး ရဲကြံအရက်တွေနဲ့တွဲဖက်ပြီးဦးလေးကြီးပေးခဲ့တဲ့အကြော်စုံကိုမြည်ဝါနေလိုက်တယ်။အချိန်တွေကအကုန်လုံးလာခဲ့ပြီးတော့ညနေဆောင်ကနေဝင်စပင်ပြူလာခဲ့ကြပြီ။ဆိုင်ကယ်ယူရဲ့အရက်ဝယ်ထွက်သွားသူဆိုမြင်မှအခုချိန်ထိပြန်ရောက်လာခြင်းအလေးမရှိသေး။အမှန်တကယ်တမ်းအဲ့ဒီညနေကအရက်အဝယ်တော်ထွက်သွားတဲ့သူဆိုမြင်တယောက်မမိုးရရုံနဲ့မြို့ထဲကိုပြန်သွားပြီဖြစ်ကြောင်းကြော်စအနေနဲ့သိရှိခဲ့ပါမူပြန်မလာတော့တဲ့ငယ်ချင်းဖြစ်သူကိုစောင့်ဆိုင်ရင် တဲအတွင်အရက်ကက်ကြံလေးတွေချွေတာတောက်သုံးလိုက် အကြော်စုံကိုစားသုံးလိုက်တုံနေသူကြောစွာဟာတဖြည်းဖြည်းနဲ့စိတ်လက်မရှိရတာကြောင့်တဲရှိကိုပြည့်ထက်ကိုနေရရွှေ့ပြောင်းထမ်းချလိုက်တဲ့နေရောင်ကြီးပြောက်ကအမောင်လုံးလုံးကြောက်ရောက်တော့မယ်ဟန်လက္ခဏာဆိုင်ပြန်လျက်ရှိရဲ့အခုလိုအခြေအနေမျိုးမှာဒီတရဲကြံကြီးအပါဝင်ဂျန်အနေဝန်ကျင်ဆိုတာမှလည်းလူသားလူလာတိတ်မနေရဲ့မျိုးပြင်တနေရာဖြစ်တာကြောင့်အရာရာမှာငကူအပ်တဲ့ ဇာထက်ပိုတိုးတိတ်ဆိတ်လာနေရဲ့ကြော်စောက်မှာမမီရဲ့နားတွေပင်းသွားပြီလားလို့ပင်တန်တရားဝင်နေမိရဲ့အဲ့ဒီချိန်မှာပစွန်ကြော်စားကျင်လိုက်တာအေးငါ့အောင်နည်းနည်းလောက်ကြွေးပါတော့လားကောင်းလေအဲ့လိုမိမကြီးတယောက်ရဲ့အတန်အခက်တသေးတစ်ခုမှာကိုပြင်းနဲ့မလန်မကန်းရှိတရက်ပင်တပင်အထက်မှာထပ်ပေါ်လာခဲ့အသေးကြပင် နားနဲ့ဆက်ဆက်အတက်ကြားရဲအတန်ဖြစ်တာကြောင့်ကြော်စောက်မှာအတန်လာရတရက်ပင်အထက်မော်ကြီးလိုက်တော့တက်ရှိအရေးရောင်ဘာမှမရှိ အခုချိန်မှာမိမိနဲ့အဆောင်ကွေ73កောင်မှလွဲပြီးတခြားဘသူတူတရားမှလည်းဒီချန်ဒီအတွင်လုံးဝမရှိရကြောင်းကြောကြအနေနဲ့ကြောင်းအန်တစ်ချက်ဖြစ်သွားခဲ့တယ်။ဘလို့ပင်ဆိုစီကောင်မှမကြုံစက်ဘူးအထီးကျန်တိတ်ဆိတ်မှုတွေအကြောင်းမိမိစိတ်ကမိမိကိုပြန်လဲခြောက်လန့်ခြင်းသာဖြစ်နိုင်ကောင်းဤလို့ကြောကြဖြစ်တွင်မိပေမဲ့ခုနှစ်ရွယ်ကိုယုံကြည်စိတ်ချမရနိုင်သေး။ဘာလာတောင်းနေရလဲ။ကျွေးစရာဘာပစွန်ကြောင့်မှမရှိဘူး။အဲ့လိုသူ့ရဲ့ပါဇံမှာလှုပ်ခနဲပြောလိုက်မိရဲ့ အကြော်တုတ်တွေကပစွန်ကြော်အနက်ွေချနေရဲတခုလောက်ကြွေးပါထမှန်ထွက်ပေါ်လာတဲ့တရက်ပင်အထက်မှာခွန်တုံပြန်စကားအတန်ကြာအပြေလွာရှာဖွေစဉ်းစားနေကြမလို့ပဲတရက်အချောက်ခံရပြီဖြစ်ကြောင်းကြောကြကောင်းနဲ့အတက်သိလိုက်ချေပြီအေးကောင်းပြီလေပစွန်ကြော်ကြွေးမယ်ငါ့ကိုလာမနောက်ရှက်နဲ့ပုံမှန်စိတ်တိုင်းဆိုပါကနေရာမရုပ်ကြီးထားပြမိမှမှန်ပေမဲ့အရက်တကူကြွနေရဲ့အခုလိုအချိန်မျိုးမှာတော့ ပြန်ရောက်မလာသေးသူမြေဆိုးကိုစိတ်ဆိုးမှန်ဆိုရှိရဲ့ဓာတ်ခံနဲ့ရောရှဲပေါန့်ဆက်ကမတိစိရဲ့လုံဆောင်မှုနဲ့ဒီလိုတုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်တယ်။ကြော်စားပစွန်ကြော်သုံးချက်ကိုရှုပြီးကွပြစ်နေပေမြေကြီးအပေါ်ပြစ်ချပေးလိုက်တဲ့အဲဒီချိန်မှာအစောပိုင်းတို့ကမိမကြီးတယောက်အတန်းထွက်ပေါ်ခဲ့တဲ့တရေပင်ကြီးရဲ့တစ်ကန်တကိုင်းမှာတကြည်ကြည်မိကအောက်ကိုနှိမ့်စင်းလာခဲ့ပြီးမြေကြီးနဲ့ထိခဲ့သွားပြီးနောက်တပံပြန်လဲအထက်ကိုပြန်တက်သွားခဲ့သေးရဲ့ ယုံကြည်နိုင်ဝေရာဖြစ်ပေါ်လာခဲ့တဲ့အဲ့ဒီအချင်းရာကြောင့်ခေါင်းနှပန်းတွေအလွန်တရာကြီးတက်သွားခဲ့တဲ့ကြော်စွာတယောက်မိမိရဲ့မျက်လုံးတွေကို၎င်းတည့်ရပင်အပေါ်လှမ်းမကြည့်မိအောင်မနှဲစိတ်တင်းထားလိုက်ရတယ်။နောက်ဆုံးလက်ကျန်အရက်တစ်ခွက်ကိုရေမရောပဲကြော်စွာတကြိုက်တယ်မောချပြက်လိုက်တယ်။ရဲစေးတင်ချလိုက်တဲ့အရက်စွမ်းကြောင့်သူ့ရဲ့လက်ချောင်းတလျှောက်အပါဝင်ခန္ဓာတစ်ခုလုံးပူနေသွားခဲ့တယ်။အဲ့နောက်မျက်လုံးအစုံမှိတ်ပြီးသူဟာစိတ်ထဲမှာ ငါမိုးပြီးမြင်ကြရမြင်ကြားကြံပြီးကြားနေရလို့ဖြည့်သိမ့်လျက်ရှိနေစဉ်ကျမကိုနေရာထိုင်ကလေးတစ်ခုလောက်ပေးပါရှင် အကိုကြီးတို့ခြံကြီးနားမှာမကြီးပင်နားမှာ ကျမကဆိုင်ငယ်အတိုက်ခံရပြီးတေးခဲ့သူပါ အကိုခြံထဲဝင်လာတဲ့ကကျမကတ်လိုက်လာတာအကိုခြံထဲရတခြားသူတွေက မောင်းထုတ်နေကြလို့ပါမမြတ်အကိုညီပေးပါအဲ့ဒီမျိုးသမီးစကားပြောတဲ့တခုမမီထိုင်ရကိုပြည့်အရှိကရုတ်တရက်ထွက်ပေါ်လာတာကြောင့်ကြောစွာဆက်ခံတဲ့မျက်လုံးလေးပြန်ခွင့်စီလိုက်တဲ့ တရကဝိညာဉ်ရောင်ရောင်အနေထားမပိမပြင်းဝတ္တဝါဒအရေးတကူမှာသူရဲ့အရှိနာလာရက်နေကြောင်းကြောစွာတွေးရှိလိုက်ရတယ်။တသက်နဲ့တကူကြုံကြိုက်ခဲ့ပူခြင်းအလင်းမရှိရဲ့သွေးပြက်ဖွယ်ဖြစ်ရတွေကြောင့်ကြောစွာတယောက်ယူသူချင်စိတ်တွေပင် ပေါပေါလာခဲ့တယ်။အခုချိန်မှာဒီချန်ရဲ့အဆောင်ခွေ73កောင်စလုံးမှာဘယ်ရောက်လို့ဘယ်ပေါက်မယ်မသိတောက်ချက်တာကောင်းနေကြတယ်။ကြောစွာဟာသူ့ရဲ့သိငယ်ဆိုယွန်စိတ်တွေကိုဘူကောင်တွေမှာအလင်းမြန်မောင်းထုတ်ပြလိုက်တယ်။ ဒီချန်သီးရဲ့ပိုင်ရှင်ဖြစ်တဲ့သူဖခင်ဒါအရင်ခောက်ဆိုသူဟာလေဒီချန်သီးရဲ့အရှင်သခင်မင်းမဟုတ်လားဒါကြောင့်သူဟာဒီချန်ငါချန်မဲငါ့ကိုမနှောက်ယှက်မချောက်လန့်ဘူးလို့ဂရိပေးမှာနေရာထိုင်ခင်းပေးနိုင်မယ်အဲ့လိုစိတ်အယက်တင်းကလေးသမမာနဲ့ပြောချလိုက်တဲ့ဂရိပေးပါတယ်ရှင်နေကြနေရာမမြန်ပေးပါတော့အနောက်ကဟာဒီဝီကချန်ထဲဝင်လာရကောင်းလားဆိုပြီးတော့ကျမကိုလက်လက်ရိုက်နေကြလို့ပါအဲ့ဒီအရင်မိုင်မိုင်ပြောဆိုလိုက်တဲ့အတိုင်းပဲ ကြော့စာမလဲမကဲနေရလှမ်းကြည့်လိုက်တော့လူဝန်နဲ့တူတဲ့မဲမဲကြီးနှစ်ကောင်ကိုအမောင်တို့နဲ့ရောနှောစာတွေ့မြင်လိုက်ရတယ်။နေရအကျဉ်းချံတွေကောင်းကင်ပြင်မှာစိုးစိမ့်များမရှိတော့တဲ့တွင်ဆရာကြီးမှလည်းပတ်ဝန်းကျင်နဲ့တူမောင်ပိန်းနေပြီဖြစ်ပေမဲ့တဲအတွင်ဖွင့်ထားတဲ့တိမ်မောတာမီလုံးဝါကြံ့ကြံ့အလင်းရောင်ထောက်ပတ်မှုကြောင့်သာမယုံနိုင်ဘွယ်ရအဲ့ဒီအရာတွေကိုကြော့စာတွေ့မြင်နေရခြင်းဖြစ်တယ်။ဟိုနားလေးရပြင်မှာတွားနေအနောက်ကမဲမဲအကောင်ကြီးပြေးကြောင် ကမှုရှိလို့ဖြစ်နေရဲ့မြို့သမီးတတန်အရှိရဲ့အသေးတန်ခွင့်ပန်မှုကြောင့်ကြော်စွာလေခြံတွင်းရှိအပင်တွေကိုဟိုဟိုတီတီရှောက်ကြည့်ပြီးနောက်တွေ့ကြရာပိန်တဲ့ပင်တပင်ကိုလက်ညှိုးထိုးညွှန်ပြကနေရာပေးလိုက်တဲ့ဒီကမြို့သမီးအရှိမလင်းမြန်လုံးတဲ့အရှိနဲ့ပိန်တဲ့ပင်အထက်ပြေးတက်သွားလေရောအမေတန်ကြီးတတန်သာလှေကနေကြော်စွာတွေ့မြင်လိုက်ရတယ်အဲ့ဒီချိန်မှာနောက်ထပ်ကလေးအရှိတစ်ခုမှကြော်စွာထိုင်ရာကိုပြည့်အနာကို ခြံတွဲတနေရာကပြေးထွက်လာခဲ့ပြီးတမီးကိုလည်းနေရာတစ်ခုလောက်ပေးပါရှင့်နေရာမရှိလို့ပါအဲ့လိုငိုတန်ပပပြောဆိုလာတာကြောင့်ကြောစွာလေးကယူနာတက်သွားခဲ့ရာကြောင့်အပင်ငယ်တပင်ထက်မဲရွေးချယ်ပေးလိုက်ပြန်တော့အဲ့ဒီကလေးချိန်မှာပထမအမျိုးသမီးအရှိလို့သူ့အဖို့အပင်အထက်ညံဆန်လုံးစွာပြေးတက်သွားပြန်တယ်အပြင်မှလာတဲ့မကျွမလို့သူတွေကိုအဲ့လိုနေရာထိုင်ခင်ချပေးပြီးနောက်ခလန်လန်းမှာရှိနေကြတဲ့မမေကြီးနှစ်ကောင်လေး တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။အဲ့ဒီအခိုင်မှာငါရောနေစရာပေးအောင်မလား။အဲ့ဒီလိုအတန်စီတတန်မှာတဲအတွင်ပိုင်းမှာထွက်လာခဲ့တယ်။အဲ့ဒီအတန်စီဟာပဇွန်ကျော်ရီတောင်းစားခဲ့တဲ့ကိုပြည့်နေပေတရက်ပင်အထက်ကမိမကြီးရဲ့အတန်မင်းဖြစ်တယ်။ကြော်စွာတရအကရန်မရှိရဲ့။ဟာလာဟင်းလင်းအရှိမျက်နယ်စာကတဆင့်ချက်ချင်းတဲအတွင်လှည့်ကြည့်လိုက်တော့ဖျားစင်နေပေနေရန်အထက်ထုတ်တန်းပေါ်မှာထိတ်လန့်ဝေရငွေကွင်းတစ်ခုကို ထဲထဲကြီးတွေ့ရှိလိုက်ရကြရော်တယ်။အကြောင်းမှာခန္ဓာတစ်ခုလုံးအမွေးအမြင်မဲမဲကြမ်းကြမ်းကြီးပြီးအောက်ချုံဖုံးလန်းလျက်ရှိရဲ့ခဝဝတည်ရဲမကြီးတကောင်မှာအဲ့ညာမှာပြူးကျယ်လာတဲ့မျက်လုံးကြီးတွေနဲ့သူ့ကိုစိုးစိုက်ကြည့်နေတာကြောင့်ဖြစ်တယ်။ကြောစနီနဲ့လိပ်ပြလွင်ထွက်မတဲ့ကြောက်လန့်သွားခဲ့မိပေမဲ့အရက်တကူနဲ့တူအစောပိုင်းကတင်ကြူကြုံတွေ့ကြရတဲ့ထူးမခြားနာဖြစ်ရတွေအပါအဝင်မိမိကိုယ်ကိုခြံကိုအစိုးရသူဖြစ်ကြောင် ဆက်ကအနေငယ်အတွင်းမှာပင်သုံးသက်ဆင်ခြင်နိုင်လေတော့သူ့ရဲ့သွေးတွေပြန်လဲစုပွဲလာခဲ့ပြီးကွပြင်းနဘေးကအိမ်တန်းတစ်တိုင်မှာချိတ်ဆွဲထားတဲ့လွန်သွင်းရေးလက်နဲ့တရှိနှချောင်းကိုပြေးဆွဲယူကဟဲ့မိစားမဖျားစင်နာကအခုစင်စံအဲ့လိုဟိအောင်ငေါလျက်လက်မတာတဲ့ချောင်းနဲ့ချိန်ရပြစ်ပေါက်လိုက်တဲ့ဒီခါတရေမာကြီးကဓာတ်ကိုတင်းချောင်းကတဲမိုးစီကိုအိမ်မြောင်တကောင်ပမာတွေ့ကက်လိုက်ပြီးဒေါ်ပြင်းတကြီးတောင်းကျန်းတော့တာကြောင့် တဲကြီးတစ်ခုလုံးမှာအစမပြတ်တုံဟင်းလှုပ်ခတ်သွားတယ်။သူ့ရဲ့ပါးစပ်မှာလေဒီခြံကြီးမှာငါးနေလာတာကြပြီ။ငါ့ကိုဘသူကမှကလန်ကဆန်မလုပ်ရခဲ့ဘူး။ဒီခြံကြီးကိုလူလောကမှာနင်တို့ပိုင်ဆိုးကြတယ်လို့ပြလောကမှာလည်းငါဆောင်ရှုပ်ရတာပဲ။အခုနေရနင်းနဲ့မဆိုင်တဲ့ငါလောကကိစ္စတွေကိုဝင်ရှုပ်တယ်။နင်းကြောင့်အခုရောက်လာတဲ့ဟာရီယာငါ့ကိုမခံနေစားလောက်ကြတယ်။ငါမကျင်းနဲ့ဘူး။လုံးဝငါမကျင်းနဲ့ဘူး။အဲ့လိုအန်တဲကျိကျိဆိုလျက် ကြောစွာရှိတာဝဝဝလှမ်းကုန်အုပ်တော်တယ်ကြောစွာဆိုတာကလေဒီခါကျမှကြောက်လန့်တကြဖြစ်ကလက်မှရှိတဲ့ဓာတ်ကိုပြန်မတားဝေ့ရန်ပြီးငဲတဲ့မောင်အော်ရင်ထွက်ပြေးရတယ်ဖနောက်နဲ့တင်မာတသားတဲ့ကြအောင်နောက်ပြန်လှဲ့မကြည့်ထွက်ပြေးရင်ကကျန်အပြင်မဲ့အတော်တန်းခဝဝေးရောက်လက်တော့အသေးတယောက်နဲ့တွေ့ရဆိုင်ငယ်တစည်းငှားဖို့ရန်အကူကြီးတောင်းခံလျက်ကြောစွာတယောက်မျိုးအတွေ့ရှိမိမိနေအိမ်ကိုအတော်နှင်ခဲ့လေတော့အိမ်ကိုရောက်တဲ့အခါမိသားစုကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်တာကြောင့် အဲ့ဒီထဲမှာဖခင်ကြီးဦးသိန်းလိုင်မှာရတမအေးဖြစ်လျက်ရှိတော့ပဒီတကုံးနဲ့ပရိတ်ရီဒပလင်းဆွဲကန်ကြီးရဲ့တရဲမကိုညတွင်ခြင်းမိမိတရဲချံမှာနှင်ဖို့အတွက်ကြော်စွာနဲ့အင်းရှိလုတ်သမားတယောက်ကိုခွန်ငင်ပြီးသုံးယောက်သားမြို့ပြင်ကိုထွက်ခဲ့ကြတယ်။ကြံကြီးစီကိုရောက်ကြတော့ညချိန်ဟာနောက်ကျလာပြီဖြစ်ပြီးပတ်ဝန်းကျင်ဟာအလွန်အမင်းပင်တိတ်ဆက်လျက်သာရှိရဲ့ကြော်စွာကြုံးတွေကြရတဲ့တရဲမကြီးအပါဝင်တခြားနန္နာဘဝတွေအခုချိန်မှာအရေးရောမျက်မတွေ့ရသေး ဦးသိန်းနိုင်ကသူ့ရဲ့ချန်နေသားကိုလှဲ့လေကြည့်ရှုပြီးကြော်စာနဲ့လုပ်သမားတွေကိုတဲရှည်နာမှာထင်းနှုံးတွေရှာဝေစုပုံမိဖို့စီရဲ့ညမကြမီတင်းမိဖို့ရဲ့တဝင်းဝင်းတလက်လက်အလင်းရောင်ချောင်းပိန်ပိတ်လောက်အောင်မှောင်မိုက်နေခဲ့တဲ့တဲအနီတဝိုင်မှာထင်ထင်ကြီးလာခဲ့တယ်။အဲဒီနောက်မှာတော့ဦးသိန်းနိုင်မှာဗတိထုတ်စရင်တရားစရီအစမပြတ်နှုတ်တိုက်ရွတ်ဆိုကတရဲမကြီးနေထိုင်ရာတရဲပင်ကြီးကိုပရိတ်ရေဆက်တွေသွားပတ်တယ်။အဲ့ဒီချိန်မှာအရီတရဲပင်အထက်က မမဲရာသီတကူမှာခက်အော်အော်ညီးတွားတန်စီနဲ့အတူပြုံးစားထွက်ပေါ်လာခဲ့ပြီးခြံတွင်းရှိအပင်စင်းငယ်တပင်ပြီးတပင်စီကိုမြောက်တကောင်ဘက်မှာလိုက်လံခုံကူးနေလေရော့တယ်။အဲ့လိုအဲ့ဒီမမဲကြီးတစ်ဖက်လဲတရဲမာကြီးမှာခြံတွင်းလှက်ပတ်ပြေးလွားနေရင်ကအခါတပါးမှာတရဲပင်စီတပင်ရဲ့တိတ်ကိုင်းတကိုင်းမှာအချိန်တက်လိုက်ပြီးနောက်မင်းလင်းဘူတက်တဲစီချိန်ရွယ်ဦးတီခုံစင်းချလိုက်ချေတရဲမာကြီးကြောင့်တောက်ပနေရဲ့မင်းလင်းဘူညှိသွားခဲ့ပြီးနောက် ခြံကြီးမှာမှောင်မဲကျသွားခဲ့ပြီဥသိန်းနိုင်တို့ဘာမှမမြင်ရပဲရှိနေရဲ့အဲ့ဒီခိုင်မှာတခုခုတခိခိရိမောတန်ကြီးအပါဝင်လုံးထေးတပ်ပုတ်တန်တွေဖြတ်ပေါ်လာတာကြောင့်ကြော်စွာကအသင်းပါရအောက်လင်းတက်မီနဲ့ဟိုဂျီလိုက်လံထိုးစီမီရောအိမ်အလုသမားမှာမြေကြီးပေါ်မှာသူတကိုယ်တည်းလူလုံးလျက်ရှိနေရဲ့ဒါကြောင့်အချိန်နေပြည့်စည်ကြတော့အလုသမားမှာအသားတွေဖြူလျော်အေးဆက်နေပြီးမျက်လုံးတွေမှိတ်လျက်သာရှိနေတယ်။ဦးသိန်းနိုင်ကအဲ့ဒီအချင်းရာကိုကြည့်ရှုရခြင်းအပြင် ဝင်ရောက်ပူးကွက်သွားပြီဖြစ်ကြောင်းသုံးသက်ဆင်ခြင်လိုက်နိုင်တော့အလုသမားကိုပွေးကြီးကချမ်းဆောင်တဲပေါ်အမြန်ရွှေ့ပြီးဖို့တာဖြစ်သူကိုခန့်လိုက်တယ်။အဲ့နောက်တဲပေါ်ရောက်ကြတော့ခန္ဓာတစ်ခုလုံးအကျော်ဆွဲသလိုဖြစ်နေတဲ့အလုသမားကိုဦးသိန်းနိုင်ကပဒီကုံဆွပေးလိုက်ရင်ပရိတ်ရည်ဆက်တွေတောက်လျက်အမေမြန်လှုပ်လေတော့တယ်။ဟဲ့ပြောစမ်းနေရဘယ်သူလဲ။ဘာအတွက်ကြောင့်ဒီခြံထဲမှာရှိနေကြရလဲ။အာပူတယ်ပူတယ်။နင်တို့ခြံဆောင်တည်ရဲ့။ ငါဒီချန်ကြီးထဲမှာအကြီးဆုံးပဲငါနေတာနှစ်ပေါင်းအတန်ကြာပြီအဲ့ဒါဆိုကောင်းကောင်းမနေပဲအခုဘာလို့၆လနောက်ရှက်နေရလဲပြောစမ်းနင့်သားငါကိစ္စတွေဝင်ရှုပ်လို့အခုနင့်သားကြောင့်တချန်လုံးကငါ့ကိုပမာပခန့်ဝိုင်းလောက်ကုန်ကြပြီငါအမေလည်းဒိန်းတို့မနာခံကြတော့ဘူးအေးကောင်းတယ်ချန်ပါရှင်ဖြစ်သူငါ့အလွယ်ပြီဒီချန်ကြီးမှာဘသူအမေအာနာမတက်ရောက်ခြင်းမရှိစေရငယ်လေအခုအစားပြီးဒီချန်ထဲမှာနေခွင့်မရှိစေရဒီချန်ထဲမှာငါလည်းမနေခြင်းတော့ပါဘူး ဒါမှမဟုတ်ကြီးဆိုးခဲ့သူတယောက်နေနဲ့ငါထွက်သွားဖို့ကလူစားတယောက်လို့ရဟဲ့။နေအခုပြောရစကားဘာတိတ်ပဲလေ။ဘာလို့လူစားတယောက်လို့တာလဲ။ဘာစကားမှပြန်လည်ပြောတော့ပဲဆက်ကြိုးကြကအယုတ်ကျိုးပြန်ဆက်ခနေလဲကြသွားတဲ့တရေမာကြီးဝင်ပိုးခင်ရတဲ့လုတ်သမားကိုကြည့်ကဥသိမ့်လိုက်နေကြော်စွာတို့တာပါနေရောက်စက်ကံများစွာကြာမြင့်နေသည့်ဘာစကားမှမပြောဆိုနိုင်ကြပဲမှင်တက်နေကြတယ်။မိမိတို့ထင်တယ်လို့အဖြစ်ပါစေနဲ့ဆိုပြီးအကျဉ်းချင်းအလီလီ စိတ်တွင်ကိုစီတောင်းစုပြုနေမိကြတယ်။ဒါပေမဲ့လည်းသူတို့သားဖာရဲ့အဆူတောင်းတွေမပြေဝခဲ့ကြပြီ။ရေခွဲယုံရဲ့စစ်စစ်ချက်အရနှလုံးသွေးရှက်ပြီးကြောင်တကင်ဆုံးပါခဲ့ရရှာတယ်ဆိုရက်လောက်သမားတွေတက်နိုင်တဲ့မြအလူတန်းတွေရေစုပြုလုပ်ပေးခဲ့ကြပြီးရော။ကွယ်လွန်သူရဲ့ကျင်းရည်သူမိသားစုကိုလည်းဦးသိန်းနိုင်မှာဒီကနေ့ထက်တိုင်းအဆအဆရရကိုကြီးစောင့်ရှောက်ရရှိရင်မြို့အပြင်ရှိဦးသိန်းနိုင်တို့စိတ်တလုံးတည့်ရချမ်းစီအနီးတစ်ဝိုက်မှာ ဒီကနေ့အချိန်အခါမှာအရှင်ကလိုမဟုတ်တော့ပဲစီပင်လာခဲ့ပြီးတော့အဲ့ဒီခြံကြီးအနားမှာစိုက်ပျိုးခြံများစွာနဲ့စိန်တလုံးတရက်ခြံတွေများစွာလည်းပေါ်ထွန်းလာခဲ့ပြီးဖြစ်တာကြောင့်တခါကဒီဖြစ်ရက်ကိုဖွင့်ရပြောပြပါကမိမိတို့အကျိုးစီးပွားထိခိုက်ကြမရှိကြောင်းယူဆပြီးအမိနဲ့နေရက်တွေလီလွယ်ရေးသားစီလီတော့ကျွန်ုပ်ရဲ့အစားရှိသူတွေစိတ်ဝင်တစားသိရှိမှတ်သားနိုင်ဖို့အလို့ငါဒီဇလန်းကိုလူစားလေးတဲ့ညာလို့ခေါင်းစဉ်တက်ကတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ရိတ်သက်များရှင်အခုတင်ဆက်ပေးခဲ့တယ်။စာရေးသူဇော်မင်းအောင်ရေးသားထားတယ်။လူစားလဲတဲ့ညဆိုတဲ့ဇလံလေးကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။